။အစ္စရေးစစ်တပ်ဟာရေမင်ကနေပြစ်လွှတ်ခဲ့တဲ့ဒုံးကျည်ဒဇင်းကိုချားဖြတ်ပြစ်ချခဲ့ကြောင်းမေ22ရက်ကထုတ်ပြန်ခဲ့ပါတယ်။ရှိမင်းနိုင်ငံအတွင်းမှာရှိတဲ့ဟူတီတပုံတွေဟာခါစာမှာအစ္စရေးရဲ့ထိုးစစ်ကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးကိုဒုံးကျည်တွေနဲ့မကြာခဏပြစ်ခတ်တိုက်ခိုက်လေရှိပါတယ်။ အစ္စရေးနိုင်ငံအလဲပိုင်းမှာလေကြောင်းတိုက်ခိုက်မှုသတိပေးအော်အော်တန်တွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ရေမင်းနိုင်ငံကပြစ်လွတ်ခဲ့တဲ့ဒုံးကျည်ဒဇင်းကိုကြားဖြတ်ပြစ်ချခဲ့ပါတယ်လို့စစ်တပ်ရဲ့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အစ္စရေးရဲ့အရေးပေါ်ဌာနကတာဝန်ရှိသူတို့ကဒုံးကျည်ပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိပဲအမျိုးသားတအုပ်ဟာကာကွယ်ယူဖို့ကြိုးပမ်းနေချိန်အတွင်းအနှဲငယ်ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အီရန်ရဲ့ကြောထောက်နောက်ခံရရှိထားတဲ့ဟူသီအဖွဲ့ဟာအစ္စရေးကိုဟာမတ်စ်အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလမှာဂါဇာမှာအစ္စရေးနဲ့ဟာမတ်စ်ကြားစစ်ပွဲဖြစ်ပွားခဲ့ချိန်ကလေးကအစ္စရေးကိုဒုံးကျည်တွေဒရုန်းတွေနဲ့ပုံမှန်တိုက်ခိုက်ခဲ့ပါတယ်။ဟူသီအဖွဲ့ဟာဂါဇာမှာနှစ်လကြာပြည့်ခဲ့ရဲစဲရဲသဘောတူကာလမှာအစ္စရေးကိုတိုက်ခိုက်မှုတွေကိုရပ်တန့်ခဲ့ပြီးမလမှာဒီအပြည့်ခဲ့ရဲစဲရဲကျူးပြတ်ခဲ့ပြီးတဲ့နောက်အစ္စရေးကိုတိုက်ခိုက်မှုတွေပြန်လည်လှုပ်ဆောင်ခဲ့ပါတယ်။